One Piece မှာ David Fruit Awaken လုံနိုင်ခဲ့တဲ့ဇက်ကောင်ဆင်ဦး One Piece ကဘာထဲမှာ David Fruit Awakening ဆိုတဲ့ Sharpa ဖြစ်ရတခုရှိပါတယ်ဒီလွှတ်ဝတ်စမ်းကြတဲ့လုံနန်းစင်က David Fruit သုံးဆဲစုတွေကိုမယုံနိုင်လောက်အောင်ပိုးပြီးစွမ်းအားကြီးစေပြီးအထင်ကြီးစရာစွမ်းရည်အသစ်တွေအများအားထိပေးပါတယ်ဒါကြောင့်ဒီနေ့မှာရောသူတို့ရဲ့စွမ်းအားတွေကို Awakening လုံနိုင်ခဲ့တဲ့ David Fruit သုံးဆဲစုဆဲဦးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပြီး CB9 ရဲ့အတန်းထားဆုံးအဖွဲ့ဝင် Rob Lucci အနေနဲ့စလိုက်ရအောင်။နံပါတ်1 Rob Lucci လူချီဟာတချင်းချင်းမှာနေကူနေကူနိုမီမော်ဒယ်လက်ပကိုစခဲ့ပါတယ်။ဒီ Devil Fruit ကသူ့ကိုလူချားတိအဖြစ်ဖျောင်းလဲနိုင်တဲ့စွမ်းရည်ပေးတဲ့အပြင်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုလည်းတိစိတတတိုးမြင့်ပေးခဲ့ပါတယ်။ဥပမာလူဖီနဲ့ဇိုရိုတို့ကိုမျိုးတလုံးဖြတ်ပြီးအဆောင်ဦးတစ်ခုကနေလွယ်လွယ်ကူကူပစ်ထုတ်ဖျားခဲ့လာကိုကြည့်ရင်သိနိုင်ပါတယ်။ဒီ Devil Fruit ကို Awakening လုတ်လိုက်တဲ့အခါလူချီရဲ့ Hybrid ပုံစံဟာပုံစံပြောင်းလဲသွားပြီးခနာကိုအရိုက်စားပိုကြီးလာပြီးပိုတွယ်လျလာပါတယ်။သူ့ရဲ့ကြောနဲ့လက်မောင်းတွေမှာမိโกမိတောင်းအငင်းတန်းဖြစ်ပေါ်လာပါတယ်။ လူစီကဒီ Devil Fruit ကိုသူ့ရဲ့ Rokushi နီတနေတဲ့ဖြစ်တဲ့ Shigan နဲ့ Rangya Guru ကိုပုံမအကောင်းစေဖို့အဓိကအသုံးပြုပါတယ်။သူ့ရဲ့လက်ချောင်းတွေမှာခြေတနေတွေနဲ့ခြေတောက်တွေရဲ့ခွန်အားကိုအသုံးပြုကြပါ။သူဟာ Singmei Kikan ကိုလည်းတင်ယူခဲ့တယ်။ဒါကသူ့ခန္ဓာကိုအစိပိုင်းတွေကိုလွတ်လပ်စင်ထိန်းချုပ်နိုင်စေပါတယ်။လူစီကဒါကိုအများဖြင့်သူ့ရဲ့ကြွက်သားတွေကိုကျုံစေပြီးပိုတင်းခဲ့ပြီးလူပုံစံဖြစ်အောင်ပြောင်းလဲတာမှာအသုံးပြုပါတယ်။ဒီပုံစံမှာသူဟာပုံမှန်ထက်အများကြီးပိုမြန်ပါတယ်။ လူစီဟာ series လောက်မယုံနိုင်လောက်အောင်တိုးတက်မှုတွေရှိပြီးအများကြီးပိုတန်ပါလာပေမဲ့နောက်ဆုံးမှာတော့ Luffy ရဲ့ Gear Fit ပုံစံနဲ့ရှင်းလိုက်ရင်ဘာမှမဟုတ်ပါဘူးဆိုတာတတ်သိပြခဲ့ပါတယ်။ဒါကြောင့်သူ့ကို ADR မှာထားသင့်ပါတယ်။နံပါတ်1 Charlotte Katakuri Katakuri ဟာ Big Mom Pirates ရဲ့အတန်းထားဆုံး Sweet Commander ဖြစ်ပြီး Komugi Island ရဲ့ဘခင်မှာပါ။သူ့ရဲ့ Devil Fruit ကို Mochi Mochi no Mi လို့ခေါ်ပြီးဒါက Special Paramecia အမျိုးအစား Devil Fruit ဖြစ်ပါတယ်။ဒီ Devil Fruit ကသူ့ကို Mochi ကိုဖန်တီးနိုင်ပြီး ထိန်းချုပ်နိုင်ပြီးမိုချီအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ပေးပါတယ်။ခတာခရီဟာဒီစွမ်းရည်ကိုထူးထူးခြားခြားတများစီစွာအသုံးပြုပါတယ်။ဥပမာသူ့ရဲ့ခြေထောက်ကိုမိုချီဖြစ်ပြောင်းလဲပြီးလဝင်းနဲ့အဖြစ်အသုံးပြုတာ။ထူထင်းတဲ့မိုချီတွေဖန်တီးပြီးပြိုင်ရွက်တွေကိုထောင်ဆုပ်ဆန်ဖန်တာ။သူ့ရဲ့ခြေလက်မြင့်တွေကိုကြီးမားတဲ့အရိုက်စအထိချက်တွန့်ပြီးတိုက်ခိုက်မှုအကွာအဝေးကိုတိုးမြင့်တာမျိုးတွေပါ။ခတာခရီရဲ့ Daily Fruit ကလူဖီရဲ့ David Fruit နဲ့အတော့ဆင်ပါတယ်။နှစ်ခုလုံးခြေလက်မြင့်ကိုဆန့်ထုတ်နိုင်လို့ပါ။ ဒါရင်မဲ့အထီးကကွာခြားချက်တခုကတော့မိုးရှိမိုးရှိနိုမီက special paramecia အမျိုးအစားဖွဲ့တဲ့အတွက်ခတ်ထခုရီဟာလော်ဂီယာအတုံးဆွဲဆူရလို့ပဲသူ့ရဲ့ခန္ဓာကိုယ်သလုံးကိုမိုးချီအဖြစ်အပြောင်းလဲလုပ်နိုင်တာပါခတ်ထခုရီယာဒီ david fruit ကိုကျွမ်းကျင်ပြီး awakening လုပ်လိုက်တဲ့အခါသူ့ပတ်ဝန်းကျင်ကအဝိထုတွေကိုမိုးချီအဖြစ်ပြောင်းလဲနိုင်စေပြီးသူ့ရဲ့တက်ခိုင်းမှုအကွာအဝေးကိုအကယ်ကီးတူးမြင့်ပေးခဲ့သေးတာမကပတ်ဝန်းကျင်ကိုသူ့အကျိုးအထွတ်ထိန်းချုပ်နိုင်စေခဲ့ပါတယ်ကာတာကူရီရဲ့နောက်ဆုံးမှာတော့လူဖီနဲ့နှစ်ဆက်တဲ့ရပိုင်းကြောက်တက်ခိုက်ခဲ့ရတဲ့ပွဲစဉ်မှာရှုံးနှိမ့်သွားခဲ့ပေမဲ့ ตุหะมายุงในล่องอัฟานทัดดาเตไคตามาทีบิดาจังเอดียามาทาเต้นบายนัมเบอร์ตองดองคิโคเดโกฟลามิงโกโดฟลามิงโกฮาปินเลตมิวาลอฮองดิออกทูบีอีโตอีโตโนมีซอเดพารามิซิยาอเมโยซาเดวิฟรูโกซาทาบาเดဒီ David Fruit ကသူ့ကိုအချိုးတွေကိုဖန်တီးနိုင်ပြီးထိန်းချုပ်နိုင်စေပါတယ်။ Do Flamingo ဟာပုံမှန်အဖြစ်သူ့ရဲ့လက်ချောင်းတွေကိုကွေပြီးအချိုးတွေကိုတူလိုတူလိုရွေရှားပြီးလူတွေကိုအယုတ်တွေလိုကျိုးဆွဲဖန်တီးတာမှအသုံးပြုပါတယ်။ သူကဒီအချိုးတွေကိုပြက်တန်းတွေကိုဖျက်ဆီးတာနဲ့သူ့ရဲ့ love nut တွေကိုဖျက်ဆီးတာမှလည်းအသုံးပြနိုင်ပါတယ် Little Oz Junior ရဲ့ခြေထောက်ကိုတစ်ချက်နဲ့ဖျက်တောက်နိုင်ခဲ့ပြီး Crocodile ကိုပါခေါင်းဖျက်နိုင်ခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်သူ့ရဲ့ကာကွယ်ရေးစွမ်းရည်တွေလည်းမဆိုးပါဘူးသူ့ကိုသူကာကွယ်ဖို့အချိုးတွေကိုပိုင်းရပုံစံရပ်ပြီးဥကပညာတစ်ခုကိုပါတဝိုက်ပိုင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒီ Devil Fruit ရဲ့စွမ်းနာကိုကျွမ်းကျင်ပြီး Awakening လုပ်လိုက်တဲ့အခါသူဟာပိုကြီးမားတဲ့တတဝါကြီးတိောဖြစ်လာခဲ့ပါတယ် သူ့ရဲ့ awakening လုပ်ထားတဲ့ devil fruit ကမြေကြီးနဲ့အဆောက်အအုံတွေကိုအကျိုးတွေဖြစ်ပြောင်းလဲပြီးသူ့ရဲ့တိုက်ခိုက်မှုတွေအကအသုံးပြုနိုင်စေပါတယ်။ဒီစွာရဲ့အစ်စ်ကိုအသုံးပြုတဲ့အခါဒိုဖလာမင်ဂိုဟာမြေကြီးမှာပဲနေပြီးအကျိုးတွေကိုကျွန့်ရွှဲတဲ့ thinker တွေအဖြစ်ပုံစံထောင်ပြီးပြစ်တန်းစိတ်စီကိုလွတ်ထုတ်တာပါတယ်။ဒီ awakening ထက်ထားတဲ့အကျိုးသစ်တွေဟာအာမမဲဟက်ကီနဲ့လည်းပေါင်းစပ်နိုင်ပါတယ်။ဒါကြောင့်ဒိုဖလာမင်ဂိုကိုတတ်ခိုက်မှုစွမ်းတာပိုးပြီးပေးနေတာပါ။ဒိုဖလာမင်ဂိုဟာ series ထဲမှာအတန်းထားဆုံး wallow တွေထဲကတယောက်ဆိုတာပြောစရာမလိုပါဘူး။ဒါကြောင့် BDR ကသူ့အတွက်တင့်တော်တဲ့နေရာဖြစ်ပါတယ်။ နံပါတ်9 impact down ရဲ့ awaken zones တွေပါတယ် zone devil fruit awakening ဟာ paramecia awakening နဲ့နည်းနည်းကွာခြားနိုင်ပါတယ် zone awakening မှာသုံးဆွဲစုရဲ့ yurida ကိုသရေဆန်ရဲ့သဘောတဘာဝကလွမ်းမှုနိုင်ပါတယ်ဒါကြောင့်သူတို့ရဲ့ဇယိလက္ခဏာတွေပျောက်ဆုံးပြီးရိုးရှင်းတဲ့သရေဆန်စိတ်ချက်သွားနိုင်ပါတယ်ဒါကပဲစင်ရင်ထဲမှာပါလာမဲ့နောက်ထပ်ဇက်ကောင်တွေထိခဲ့ impact down ရဲ့ awaken zones တွေမှာထိခဲ့တာပါဒီဇက်ကောင်တွေဟာ mino zebra zebra fruit အစားသုံးစု mino rhinoceros rhinoceros fruit အစားသုံးစု Minotaurus, Holstein cow fruit စားသုံးစု Minocola, Cola fruit စားသုံးစုတွေဖြစ်ပါတယ်။ Awakening Chicken မှာ Jela Beast တွေဟာသူတို့ရဲ့ကြီးမားတဲ့ခွန်အားသွေးစာမှုနဲ့အရက်စမှုကြောင့် Empathy Web ထဲမှာတချောက်ဆုံးတဲ့တဝါတွေပဲဖြစ်ပါတယ်။သူတို့က awaken zone user တွေဖြစ်တဲ့အတွက်မယုံနိုင်လောက်ခံနိုင်ရရှိပြီးထိခိုက်ထန်ရတွေကလည်းအများလုံးပြောင်းလဲတက်တာနိုင်ပါတယ်။ဒါပေမဲ့ဒီ swine တွေရှိပေမဲ့ luffy jin ဘယ်နဲ့ crocodile လိုမျိုးအစွမ်းထက်တဲ့တိုက်ခိုက်သမားတွေကသူတို့ကအတော်လေးလွယ်လွယ်ကူကူအနိုင်ယူနိုင်နေပါတယ်။ ူတို့ဟာအတန်းထားဆုံးအဆောင်လေးထိပေမဲ့မဂျက်လန်ဟန်နီဘာအိုနဲ့ဆာအူဒီလိုအကျဉ်းတောင်ထဲမှာပိုအတန်ပါတဲ့လူတွေရှိသေးတာကိုဖော်ပြဖို့လည်းအရေးကြီးပါတယ်။ဒီဇုံ user တွေဟာခုတည်းစင်ရင်ထဲမှာအားနည်းဆုံးဇက်ကောင်တွေဖြစ်ပြီးဒီတီယာမှာထားတင်ပါတယ်။နမငါကာခုကာခုဟာလက်ရှိ Warnobos လက်မှာလုံလုံနေတဲ့အစွမ်းထက်ဆုံးထောက်လိုင်းပြီးအဖွဲ့ဝင်တယောက်ထဲတဲ့ CP0 ရဲ့အဖွဲ့ဝင်တယောက်ပါ။ ကျွန်တော်တို့ကကာခူးကို Water 7 Arc မှာပထမဦးဆုံးမြင်ဖူးခဲ့တဲ့နောက်ပိုင်း Anilas Lobby မှာ Ushi Ushi no Mi Model Giraffe Swan အားကိုရရှိသွားတာကိုမြင်တွေ့ခဲ့ပါတယ်။ဒီ Zone အမျိုးအစား Devil Fruit ကကာခူးကို Hybrid လူတရိတ်ဆန်အဖြစ်နဲ့ Full Giraffe တရိတ်ဆန်အဖြစ်ဆောင်အဖြစ်နဲ့သူလိုသူလိုပြောင်းလဲနိုင်စေပါတယ်။ဒီကလေးဦးဟာ Andy မရှိတဲ့တရိတ်ဆန်တကောင်ထီးပြီးမဲ့ကာခူးကဒီ Devil Fruit ကမန်ဂန်နဲ့လက်ထဲမှာဘလောက်ထိရောက်ပြီးတည်စင်နိုင်လဲဆိုတာကိုလင်းလင်းစားတက်တည်ပြခဲ့ပါတယ်။ အထူးသဖြင့်သူ့ရဲ့ Rogue ရှိနီးတဲ့နဲ့တည်း Force Wars Style နဲ့ပေါင်းဆက်လိုက်တဲ့အခါ Zoro ကိုတိုက်ခိုက်ပွဲမှာအနိုင်ရခဲ့ပြီးအနိုင်လက်လွတ်ခဲ့ပါတယ်။သူ့ရဲ့ Devil Fruit ကို Awakening လွတ်လိုက်တဲ့အခါ Kaku ဟာပိုမိုအစွမ်းထက်တဲ့ High Reponsant အသစ်ကိုရခဲ့ပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားအရှင်ဟုန်ပြက်လဲတက်တာရင်းကိုတိတိတတ်တတ်တုံးမြင့်ဖိခဲ့ပါတယ်။ဒီပုံစံမှာသူ့ရဲ့ပုံမှန်ထိုက်အရှေရောင်တက်ကလေးပုံလဲဘင်းကပိုပြီးရှည်လန်းပြီးစွိုင်းလို့ကြွက်ရပြီးအမှားတွေပါဖြစ်သွားပြီးအစွမ်းထက်တဲ့ဖြတ်တောက်မှုတွေကိုလုံးဆောင်နိုင်စေပါတယ် လူချီလိုပဲကာခုဟာဇွန်ဖရုကိုအဝိတ်ကန်နီလုတ်နေချိန်မှာသူ့ရဲ့ဇယိတ်လက္ခဏာကိုမဆုံးရှုံးခဲ့ပါဘူး။ဒါကဒေးဗစ်ဖရုဆောင်းအားကြောင့်သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကိုလုံးဝဆုံးရှုံးခဲ့တဲ့ဟင်ဘတ်တောင်ကအကျဉ်းဆောင်တွေထားသူ့ကိုမယုံနိုင်လောက်အောင်ပိုးပြီးအဆွမ်းသက်စေခဲ့ပါတယ်။ဇိုရိုကပြောသလိုဒီဒေးဗစ်ဖရုရဲ့တဆုံးသွင်းအားနည်းချက်ဟာရှေလျမ်းပြီးအပမဒီဘတ်ဖွင့်နေတဲ့လေဗင်ကြောင့်ရယ်လဂူကိုထိခိုက်ထန်ရခရရတာပါပဲ။ဒါပေမဲ့ဒီရေရှိညီမဲ့ကာခူဟာစတော့ဟက်တွေတော့အတော်လေးခက်ခဲတဲ့ပြိုင်ပွဲတစ်ယောက်ထိပြောက်သွားခဲ့ပြီးသူ့ကတော့ BTR ကအကောင်းဆုံးနေရာထိမှန်လို့ကျွန်တော်ထင်ပါတယ်။ နံပါတ်6 Gildas de Soro တဆိုးတို့ဟာကဘာအကြီးဆုံးအဖျော်ဖေးတင်ပေါကုံစာရှင်တိုင်တီဗီ1 piece feeling go ရဲ့အထီးက villain ဖြစ်ဆောင်ရွက်ခဲ့ပါတယ်။သူစားခဲ့တဲ့ David Fruit ကို Goru Goru no Mi လို့ခေါ်ပြီးကာကသူ့ကိုရွှေကိုစိတ်ကြိုက်ထိန်းချုပ်နိုင်စေပါတယ်။ဥမာရွှေရဲ့အခြေအနေကိုအေးဖြူသို့မဟုတ်အခက်ကိုလင်းလန်းစွာပြောင်းလဲနိုင်ပြီးသူလိုချင်တဲ့ပုံစံမျိုးစီဖန်တီးနိုင်ပါတယ်။အသက်ရှင်ကိုလည်းရွှေနာဝင်းရောက်ပြီးရွှေရုပ်သူအဖြစ်ပြောင်းလဲနိုင်ပါတယ်။ ကာကွယ်ရေးစွမ်းအင်အဖြစ်ဒီဇိုးတို့ဟာသူ့ကိုယ်သူရွှေနဲ့ကပ်ဖုံးပြီးချက်ဝတ်တန်စားဖန်တီးနိုင်ပြီးဒီချက်ဝတ်တန်စားဟာ Gear 4 Luffy ရဲ့တက်ခိုင်းမှုတွေနဲ့ Zoro ရဲ့3 Swords တိုက်နည်းတနည်းတွေကနေထိခိုက်မှုတွေကိုပါခံနိုင်ရရှိပါတယ်။ဒီ Devil Fruit ကိုစားပြီးတဲ့နောက်မှာဒီဇိုးတို့ဟာသူ့ရဲ့စွမ်းအားတွေကို Awakening လောက်နိုင်ခဲ့ပြီးရွှေပေါ်ပိုးပြီးလွှမ်းမိုးနိုင်စေခဲ့ပါတယ်။ဒါကတင်မောပေါ်ရှိတဲ့ရွှေအားလုံးကို Observation System တစ်ဖက်နဲ့အတုံပြုတ်နိုင်စေပြီးမြို့ပေါ်ကိုကျွင်းညို့ဝန်ထောင်မှုတွေကိုတိုက်ခိုက်မှုတွေကိုထောင်လားနိုင်စေခဲ့ပါတယ်။ ဒီဆိုင်အနက်ကဒုခတာသူမြအစွမ်းနဲ့ပေါက်ခောက်ပယ်တဲ့လင်းစည်းကောင်းတွေကိုထုံရနိုင်ပြီးမယ်ရင်စတင်ဘော့တကြီးကိုခစီပစ်နိုင်လောက်အောင်အစွမ်းထပ်ပါတယ်။ဒီ devil fruit ကအတော်လေးအစွမ်းထပ်ပေမဲ့အားနေကြတဲ့ကြောင့်ရှိပါတယ်။တီဆိုတို့ကရွှေအစ်ကိုဖန်တီးလို့မရပါဘူး။သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ရွှေကိုပဲအသုံးပြုနိုင်တာပါ။ဒါကသူ့ပတ်ဝန်းကျင်မှာရွှေမရှိရင်ဒီ devil fruit ကဘာမှအသုံးမဝင်လဲဆိုတာကိုဆိုလိုတာပါ။ဒီလူကြီးဟာဘာကြောင့်ကြီးမားတဲ့ရေပေါ်ကာစီနိုတစ်ခုမှနေရတာလဲဆိုတာနားလည်လာပြီမဟုတ်လား။နံပါတ်9 Yusta Khatte South Blue က name ရဆုံးပြလိုက်တဲ့မင်းကောင် Captain Yusta Khatte ဟာ West Generation ရဲ့အတန်ထားဆုံးအခွဲဝင်တွေကတယောက်ပါခေတ်က Jiki Jiki Nomi ဆိုတဲ့ Pharmacy ရဲ့အမျိုးသား David Fruit ကိုစားပြီးသူ့ကိုတန်တဲ့ဆွမ်းအားဖန်တီးပြီးတက်ထုတွေကိုထိန်းချုပ်နိုင်စေပါတယ်ခေတ်ကတိုက်ခိုက်ဖို့တွေမှာဒီ David Fruit ကိုအကောင်းဆုံးအသုံးပြုတာပါဥမာအမြင့်မြောက်တန်းအမြင့်မြောက်တန်းလို့တက်ထူတွေကိုသူ့စီကနေတွန်းဖြန့်ထိုက်လိုက်ပြီးပဝန်းကျင်ကအဝတ်ထူတွေကိုဆွဲယူပြီးစက်ယုံတွေဖန်တီးတာမျိုးပါဒီစွမ်းရင်ကသူ့ကိုတက်ထူလက်ဝတ်နဲ့တုံးနဲ့တိုက်ခိုက်သမားတွေထက်ရန်ရဲ့တွင်စီကြီးနဲ့ထက်ပိုးပြီးအစွမ်းထက်စေပါတယ် သူ့ရဲ့ devil fruit ကိုတုံးပြီးသူတို့ရဲ့လက်ဝတ်နှက်တွေကိုလွယ်လွယ်ကူကူလက်နှက်ဖြောင်းနိုင်ပြီးအဆောက်အအုံကိုဝိထုအုပ်တွေအဖြစ်အထုံးပြုနိုင်ပါတယ်။ဒါပေမဲ့ခေတ်ရဲ့ devil fruit ဆန္ဒကိုအထုံးပြုရတာအကြိုက်ထုံးနီးလန်းကတော့သူ့ရဲ့လက်တွေကိုချိတ်ဆက်ထားတဲ့ကြီးမားတဲ့တပ်ထူလက်လောင်းတွေဖန်နီးပြီးနီးကပ်တိုက်ခိုက်တာပါ။သူရဲ့ devil fruit ကိုအပြည့်အဝကျွမ်းကျင်ပြီး awakening လုပ်ပြီးနောက်မှာခေတ်ဟာပစ်တန်းတွေပေါ်တန်တက်ဆန်အားဂုဏ်သူသက်တွေကိုထောက်ပြောင်းနိုင်တဲ့ဆွမ်းရည်အသစ်ကို lock ဖိတ်နိုင်ခဲ့ပါတယ်။ဒါကအခြေခံအဖြစ်ခေတ်ကတပ်ထုအများကြီးဝင်ရောက်ခေတ်နေတဲ့စုံလေးရောက်ကိုပစ်တန်းသားရဲ့သူတို့ဟာအလွန်အင်အားနဲ့လင်းလင်းစွာခရီးကျွတ်သွားပြီးကြီးမားတဲ့အဆောက်အအုံတွေကိုပါသူ့စီကိုဆွဲယူလာနိုင်ပါတယ်။ သူကပြိုင်ဘက်တွေကိုပမွေးချင်ကအဝတ်ထုတစ်ခုမှတန်းတက်လို့ခတ်မှအဝိုင်းကြီးမှထင်ကြီးမစိတ်အထစ်စေပြီးတိုက်ခိုက်မှုတွေအားလုံးကိုထိခိုက်တန်ရာခစ်စေပါတယ်။ဒီအသက်ဝေးကနေလှုပ်ထားတဲ့စွားရည်တွေဟာမယုံနဲ့လောက်အစွမ်းထပ်ပြီးမဲ့ခစ်ကသူတို့ကိုအခုထိအသုံးမချသေးပါဘူး။ဒါကြောင့်ခက်ခဲတဲ့တိုက်ခိုက်ပွဲတွေမှာနောက်ဆုံးနည်းလမ်းကညီးခါမှအသုံးတည်ပါတယ်။ဒါတွေကိုထည့်သွင်းစေနိုင်ရင်ခစ်အ BT ရဲ့ပို့ပေးမှမရလို့မရပါဘူး။နံပါတ်6 Trafalgar Dee Water Law ခစ်လိုပဲလောကလည်းပြည်နယ်သမားကပတိန်တယောက်ဆိုပြီး West Generation အတန်ထားဆုံးအဖွဲ့ဝင်တွေကတည်ရောက်ပါသူရဲ့ David Fruit ကို OBOB Nomi လို့ခေါ်ပြီး ဒါကသူ့ကို force feed တခုဖန်တီးနိုင်ပြီးအဲ့ထက်မှဘာကိုဘာဖြစ်ဖြစ်ပြောင်းခိုင်းလုံနိုင်စေပါတယ်ဒီ devil fruit က log ကိုအံဝစရာခွဲဖြူဆောင်ကမှုတွေလုံနိုင်ပြီးကုသလို့မရတဲ့ယောဂတွေကိုကုသနိုင်ပါတယ်အဓိကသူ့ရဲ့ကိုယ်ပိုင်အသက်ကိုစက်တေးပေးပြီးတခြားသူတွေကိုသာဝရယုံကဘူးဟာပေးဆွနဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်လည်းဒီ devil fruit ကို world government ကသူတို့စီကိုပေးနိုင်တယ်ဘသူကိုပဲဖြစ်ဖြစ် berry 9 billion တိဟိုဆန်တာရှိတာပါဒီ devil fruit ရဲ့ CL ကစွမ်းရည်တွေမှာသူဟာတိုက်ခိုက်ပွဲတွေမှာလည်းအသုံးပြုတာမှာအယံကိုကျွမ်းကျင်ပါတယ်။သူစီလာတဲ့တိုက်ခိုက်မှုတွေကိုလွမ်းပြောင်းလာတဲ့အသုံးမဟုတ်ပြိုင်ပတ်တွေကိုလက်နက်ဖြောင်းတာမျိုးမှာအသုံးပြုတာပါ။ ်အပြင် OB OB Nomi က log ကိုအဝေးကနေတိုက်ခိုက်ဖို့တွေတိုက်ခိုက်ဖို့လဲတဲ့တော့ပါတယ်သူဟာအတိုက်ခိုက်မှုအရာတစ်ခုလုံးကိုလက်တွေ့ကြကြထိန်းချုပ်နိုင်တယ်လို့ပါဒီ Devil Fruit ကို awakening လုပ်လိုက်တဲ့နောက်မှာ log ဟာအရာတွေကို space distorting essence နဲ့ဖုံးလွှမ်းနိုင်ပြီးသူတို့ရဲ့အရာအစကိုတိုးမြင့်နိုင်တာသူဟောပြစ်တန်းစီတဲ့ချက်မှာယူရနိုင်တယ်မျိုးလုံးနိုင်ခဲ့ပါတယ် log ဟာဒီစွမ်းရည်တွေကိုသူရထားမှနဲ့အဓိကအသုံးပြုပါတယ်သူရဲ့တောကောင်းတွေကိုထုဖောက်ပြီးတော့အစွမ်းထက်တဲ့အသွင်ပတ်တုံကြောင့် line တွေကိုထုတ်လွှမ်းပါတယ် လော်ရဲ့ Devil Fruit ဟာစင်းကြီးလေးမှာအစွမ်းထဆုံလေးကိုတင်းရောက်ဆိုတော့ကျွန်မတို့သိပါတယ်။ဒါပေမဲ့သူဟာသူ့ရဲ့ဆွမ်းအားပြည့်ကိုအသုံးမကျသေးလို့သူ့ကိုစီးထီရတူပြီးမှမှမရလို့မရပါဘူး။နံပါတ်6 Douglas Bullet စင်းကြီးလေးမှာအစွမ်းထဆုံ Devil Fruit တုံးဆွဲစုကိုဖျော်ပြခဲ့မှာ Roger Pirate ရဲ့အထွေဝင်ဟောင်းတောင်ထိတဲ့ Douglas Bullet အကြောင်းကိုအမြန်လုံးဖျော်ပြပါတော့မယ်။သူရဲ့ငငယ်ပါစင်က Roger Pirate ရဲ့အဖွဲဝင်တယောက်ဖြစ်ပြီးနောက်ပိုင်းအဖန်ဆန်ပြီး Impact Down မှာနှစ်နှစ်စာကျော်ထောင်ကျခဲ့ပါတယ် ဒါပေမဲ့လူဖီနဲ့ဘလက်ဘီယာတို့အချင်းတောင်တဲ့ကိုဖောက်ထွေးဝင်ရောက်ပြီးနောက်သူကတခြားအချင်းသားတွေနဲ့အတူထွက်ပြေးခဲ့ပါတယ်။ဘွလက်ဟာဂါရှာဂါရှာနို့မီဆိုရဲ့ပါရာမီစီယာအမျိုးသားဒေဗာဖရူကိုစားထားပြီးဒါကသူ့ကိုအရာဝတ်ထုတွေကိုချက်လီခန့်နဲ့ချက်ကလေးဒစ်အဆမ်ဘောအစိတ်အပန်းတွေအဖြစ်ထုတ်နိုင်တဲ့ရီအဆမ်ဘောပြန်လည်စုစည်းနိုင်လို့ပြီးသူ့လိုချင်တဲ့ပုံစံမျိုးစုံဖန်တီးနိုင်စေပါလေ။ဒီဒေဗာဖရူရဲ့ဆွမ်းအားနဲ့ဘွလက်ဟာရင်ငုပ်တင်ပေါ်တွေနဲ့စရုပ်ဝတ်စုံတွေအပါအဝင်ကြီးမားတဲ့ဆက်ရံတရားတွေကိုဖန်တီးနိုင်ပြီးသူ့ရဲ့တိုက်ခိုက်ရေးဆွမ်းရည်ကိုတွန်းမြင့်နိုင်ပါတယ်။ဒီစီရင်ထက်မှတခြားစားခောင်းတွေလိုပဲ ်သူကသူ့ရဲ့ devil fruit ကို awaken လုပ်နိုင်ခဲ့ပြီးဒါကသူ့ကိုအရာဝတ္ထုတွေကိုပိုကြီးမားတဲ့အကွာအဝေးကနေထိန်းချုပ်နိုင်ပြီးကျွန်းသူလုံးရဲ့ပတ်ဝန်းကျင်ကိုသူလိုချင်းသူလိုပြန်လည်ဖွဲ့စည်းနိုင်စေခဲ့ပါတယ်။ဘူလတ်ဟာဒီဆန်အားကိုသူ့ကိုအပေါ်မှာ armament ထားချင်တဲ့အကျိုးအသုံးပြုနိုင်ပြီးလူဖီကကီယာဖော်ပုံစံတွေဝင်တယ်လို့ပြောင်းရအပ်ပြီးအချင်းတွေကိုဝင်ရောက်နိုင်ပါတယ်။ဒီအချင်းတွေမှာသူ့ရဲ့ခန္ဓာကိုယ်ကတောက်ပတဲ့အပြာရောင်ထိသွားပြီးမျက်လုံးတွေကအနီရောင်ထိသွားကသူ့ရဲ့လက်အမောင်းတွေကအများဆုံးတက်ခတ်ရဲ့ဆွမ်းအားကိုရရှိဖို့အတွက်ချက်သွင်းပြီးကျုံသွားပါတယ်။ဒီ double fruit ကအထူးကအားနေတဲ့တစ်ခုကတော့ဘူလတ်ရဲ့လက်လန်းမီယာရဲ့ညင်းသ စုံတစ်ခုပေါ်လုံးဝမူတည်နေတာပါပဲဒါကင်သူကဘာလုပ်နေရလဲဆိုတာကိုအတိအကျသိရမှာဖြစ်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းသိရမှာဖြစ်တာကသူ့ရဲ့စက်မှုပုံသီးတာနဲ့လည်းကန့်သက်ထားတဲ့ဆိုတဲ့အထီးပြင်မျိုးပါပဲနောက်ဆုံးမှာတော့ဘိုးလတ်ထာကန်နွန်ဇက်ကောင်မဟုတ်တဲ့အတွက်သူ့ကို CTR ထက်ပုံမြင်တဲ့နေရာမှာထားလို့မရပါဘူးတစဲ Monkey D Luffy ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း series ရဲ့အစမှာ Luffy ဟာ Gumu Gumu no Mi ဆိုတဲ့ Paramecia အမျိုးအစား Devil Fruit ကိုစားထားပြီးသူ့ရဲ့ခန္ဓာကိုယ်ကို Rubber ရဲ့ဂုံတတိပေးပြီးသူ့ကို Rubber လိုသားအဖြစ်ထျောက်စွာပြောင်းလဲစေခဲ့ပါတယ် ဒါပေမဲ့မကြခင်မှာမန်ဂါရဲမှာလူဖီရဲ့ Devil Fruit ကိုတကယ်တမ်း Hito Hito no Mi Moi Chao ni ka lo kho bi ဒါကတကယ်တမ်းလူဖီကိုနေနဲ့တဲ့ဘူးအဖြစ်ပြောင်းလဲနိုင်တဲ့ Mythical Zone နဲ့ Devil Fruit အမျိုးအစားချက်တယ်ဆိုတာကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Five Elders တွေရဲ့အဆိုအရဒီ Devil Fruit ကိုလူဖီ Awaken လုပ်ခင်ရှာစုပေါင်းပြစာကနေ Awaken လုပ်ခြင်းမရှိခဲ့ပါဘူး။သူတို့ရဲ့တုံ့ပြန်မှုတွေအရဒီ Devil Fruit ရဲ့စံအာကိုသူတို့ကြောက်ရွံ့နေတာရှင်းနေပါတယ်။ ဒီ developer ကိုပထမအောင်ဆုံး awaken လုပ်လိုက်တဲ့အခါ Luffy ရဲ့ပုံတံတန်ကတိတာစာပြောင်းလဲသွားပါတယ်။သူ့ရဲ့စပင်းနဲ့အဝတ်စားတွေကအဖရောင်ထပ်သွားပြီးမျက်ခုံတွေကခလုတ်ပိုင်းပေါင်းချံဖြစ်သွားကသူ့ပတ်ဝန်းကျင်မှာရင်နွေးငွေတွေဝန်းဆန်နေပါတယ်။ဒါပေမဲ့ဒီ awakening က Luffy ရဲ့ပုံတံတန်ကိုပဲပြောင်းလဲတာမဟုတ်ပါဘူး။ သူရဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့အရွယ်စားကိုလွတ်လပ်စွာထိန်းချုပ်နိုင်တာသူပတ်ဝန်းကျင်ရဲ့ပတ်ဝန်းကျင်ကိုရာဘာနဲ့လုပ်ထားသလိုထိန်းချုပ်နိုင်တာသူထိနေတဲ့အရာဝတ္ထုတွေကိုဆက်ထွန်းနိုင်တာအစရှိတဲ့တိုက်ခိုက်ရေးစွမ်းအားအများဆုံးကိုရရှိသွားပါတယ်ဒီဆိုင်ရဲအားလုံးနဲ့လူဖီဟာပင်လယ်အကွပြင်တူခစ်တဲ့ခိုင်တူကိုနောက်ဆုံးမှအနိုင်ရနိုင်ခဲ့ပါတယ်ဒါကိုသူလုံနိုင်ခဲ့ရင်တော့ဒီစီးရင်သမားတခြားဆက်ကောင်တွေကသူ့ကိုဘာမှအန်ဒီယာမခစ်နိုင်ဘူးဒါကြောင့်လူဖီကို SDR မှာထားရမယ့်ပထမဆုံးဆက်ကောင်ပါပဲ